လူကြီးတယောက်မှာပုံမှန်သွေးခုန်နှုန်းကတမနစ်ကို60ကနေ100ကျားမှရှိပါတယ်။ဆရာမကဒီနေ့ vlog မှာလူတိုင်းလူတိုင်းသွေးခုန်နှုန်းတိုင်းတက်အောင်လို့သင်ကြားပေးမှာဖြစ်ပါတယ်ရှင်။ပထမအဦးဆုံးသွေးခုန်နှုန်းဆန်ရမယ့်နေရာကလက်မရှိတဲ့လက်ကဝတ်ဖဲဖြစ်ပါတယ်။အဲ့ဒီဖက်ချမ်းမှာကိုယ့်ရဲ့လက်ညိုးနဲ့လက်ကလေးကိုအားလေးနဲ့ဖိပြီးတော့တင်လိုက်ပါမယ်။ ဒီလိုမျိုးဖိပီးတင်လိုက်တဲ့အခါမျိုးမှာဆိုရင်သွေးခုံနှုံးကကိုယ့်ရဲ့လက်ညိုးနဲ့လက်ကလေးကို လာတိုးနေတာကိုခံစားမိမှာပါဒီလိုမျိုးတင်ထားပြီးပြီဆိုရင်ကိုယ့်ရဲ့လက်ညိုးနဲ့လက်ကလေးကိုသွေးခုံနှုံးဘလောက်တိုးလဲဆိုတာကိုဆရာမတို့က15စက္ကန့်ရည်ကြည့်မှာပဲဖြစ်ပါတယ်15စက္ကန့်ရည်ကြည့်ပြီးတော့ရလာတဲ့အချက်အရည်အတွက်ကိုလေးနဲ့မြှောက်ပြီးတော့ တွက်လိုက်မယ်ဆိုရင်သွေးခုံနှုံးအဖြေကိုရမှာပဲဖြစ်ပါတယ်။တမနစ်မှာသွေးခုံနှုံးက60ကနေ100ကျားရှိမယ်ဆိုရင်တော့ဒါကလူကြီးတယောက်မှာ ပုံမှန်သွေးခုံနှုံးပဲဖြစ်ပါတယ်ရှင်။သွေးခုံနှုံးတိုင်းတဲ့အခါမှာဆရာမခုနကပြောသလို15စက္ကန့်ရည်ပြီးတော့လေးနဲ့မြောက်တာလဲရတယ်လို့အကောင်ဆုံးကအမှန်ကန်ဆုံးလို့ကျန်နေဆိုရင်တော့တမနစ်အပြည့်ရည်တာလဲရပါတယ်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမဒေါက်တာ Grace ပါ